င်္ဂလာပါရှင်ကျမတော်ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ချင်းပြည်နယ်ကံဘက်လက်မြို့မှာအော်တိုဘာလ24ရက်နေ့မနက်ပိုင်းက CDF ကံဘက်လက်စစ်ဦးစီးချုပ်ရဲ့မင်္ဂလာပွဲကိုစစ်ကော်မရှင်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့် CDF ရဲမေတယောက်အပါအဝင်၃ယောက်ထပ်မံနေတေဆုံးခဲ့တယ်လို့တော်လန်ရေးတပ်ဖွဲ့ရေးစီကနေသိရပါဗျာ။ မြို့မနှစ်ရက်ကွယ်အစင်ပိုင်းကုန်းမှာပြုလုပ်တဲ့ CDF ကံဘလက်စစ်ဦးစီးချုပ်စလိုက်အောင်လင်ရဲ့မင်္ဂလာပွဲကိုဘုံကျဲတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။မြို့ရဲကိုဘုံကျဲရမှာမင်္ဂလာပွဲအတွက်ချက်ပြုတ်နေတဲ့ချက်ပြုတ်ရေးသမားတွေထိခိုက်ခဲ့တယ်လို့တော်လန်ရေးရဲဘော်တယောက်က TVB ကိုပြောပါတယ်။ နေပြည်တော်ကနေတက်လာတဲ့စစ်ကော်မရှင်ရဲ့ Jet Fighter တစ်စီးကမင်္ဂလာဆောင်ဖိတ်စာအတိုင်းသတင်းပေါက်ကြားခဲ့တာကြောင့်ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးတခြားမဟာမိတ်တပ်တွေလည်းတက်ရောက်ခဲ့တယ်လို့သိရပေမဲ့တော်လန်ရေးဘက်ကတော့အဲ့ဒီသတင်းကိုထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။ပြီးခဲ့တဲ့2024ဒီဇင်ဘာမှာချင်းညီနောင်မဟာမိတ်တွေကမင်းတပ်မျိုးကိုတိုက်ခိုက်သိမ်းပိုက်ချိန်မှာပဲကံဘက်လက်မျိုးကိုစစ်ကော်မရှင်တပ်တွေဆုံးခွာပြီးတဲ့နောက်မှာချင်းညီနောင်အဖွဲ့ဝင်ချင်းဒေသကာကွယ်ရေးတပ် CDF ကံဘက်လက်ကထိန်းချုပ်ခဲ့တာပဲဖြစ်ပါတယ်။ ချင်းကြီးနာအဖွဲသိမ့်ပိုက်ထားတဲ့ချင်းပြည်နယ်တောင်ပိုင်းရမြို့တွေကိုစစ်ကောင်မရှင်ကရွေးကောက်ပွဲမလုပ်ဘူးလို့ကြေညာပြီးတဲ့နောက်ပိုင်းမှာဇက်တိုက်ဘုံကျဲတိုက်ခိုက်နေရလည်းဖြစ်ပါရဲ့ရှင်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ဝင်ပြိုင်ခွင့်မရဘူးဆိုတဲ့ကိစ္စကိုစစ်တပ်လောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကမီဒီယာတချို့ကိုအတီးပြုဖြေကြားလိုက်ပါတယ် စစ်ကောက်မရှင်တဲ့သတင်းတောက်တွေရဲ့သတင်းထုတ်ပြန်တဲ့လူမှုကွန်ရက် group မှာ UEC က BBC နဲ့ Myanmar Transparency News သတင်းဌာနရဲ့မေးမြန်းချက်တွေအပေါ်မှာပြန်ဖြေထားတာပဲဖြစ်ပါတယ်ဒေါ်တသက်ခိုင်ဟာအမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်၈ဂါကြီးနဲ့ညှိစွန်းတဲ့အတွက်ကိုယ်စလဲလောင်းအဖြစ်ကနေပယ်ဖျက်ခံရတယ်လို့ကော်မရှင်ကဖြေကြားချက်ထဲမှာထည့်သွင်းပြောဆိုသွားပါတယ်။အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်၈ပုံမှန်ခွဲဂါကြီးအရာ ကိုစလေလောင်းဟာနိုင်ငံတော်နဲ့ပုပ်ပလိကကိုမတင်လျော်တဲ့ပေးရန်တာဝန်များကင်းရှင်းသူဖြစ်ရမယ်လို့ပါရှိပါရယ်ဒေါ်တသက်ခိုင်ဟာဆောက်လုပ်ရေးလုပ်ငန်းအတွက်ဘဏ်တစ်ခုကနေချင်းငွေဘီလီယံပေါင်းများစွာချေယိုထားပြီးတော့ပြန်မပေးနိုင်သေးဘူးလို့သတင်းတွေထွက်ပေါ်နေတာပဲဖြစ်ပါရယ်ကိုစလေလောင်းအဖြစ်ကနေပယ်ဖျက်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးပါတီကောင်းဆောင်ပိုင်းနဲ့နှိစက်သူတယောက်ကိုဒီကနေ့မနက်ပိုင်းမှာ DVB ကမေးမြန်းခဲ့ရမှာတော့ညင်းဆိုခဲ့ပါရယ် PPP ပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်အားဗဟန်းကမာရွတ်အလုံးစံချောင်းကြီးမြင့်နိုင်လှိုင်မယန်းကုန်းမြောက်ကလာပါတို့ပါဝင်တဲ့အမျိုးသားလွှတ်တော်မဲဆန္ဒနဲ့အမှတ်နှစ်မှာ FPTP နိုင်သူအကုံယူစနစ်နဲ့ဝင်ပြိုင်မှုစီးရင်ပေးထားတာဖြစ်ပြီးတော့လက်ရှိမှာတော့ကိုယ်စလဲလောင်းစင်းကနေပယ်ဖြတ်ခံလိုက်ရတာပဲဖြစ်ပါရဲ့ရှင်။ ူတာအိုခိုင်ခေါလံပူချာနေပြီးသူစစ်နဲ့စစ်တပ်ပူပေါင်းတပ်တွေဘက်ကတပ်စခန်းတစ်ခုကိုလွတ်လွတ်ရပြီးတဲ့နောက်အောက်တိုဘာ20 21 22ရက်ထိ3ရက်ဆက်တိုက်လမ်းစဉ်တရားကိုဘုံကျဲတိုက်ခိုက်နေတာလို့ဒေသခံတွေစီကသိရပါတယ်တုံးလေးရက်ဆက်တိုက်ရှိပြီပေါ့နော်20ရက်ကတည်းကနေဆိုတော့ခလေးညရဒီလမ်းဆက်တဝိုင်းမှာပေါ့ဘုံကျဲသွားတာအလုံး20လောက်ရှိမယ်ပြီးတော့ဒီတနေ့က21ရက်နေ့ကဘုံကျဲတုံးကဆိုနေဒီဖျားเจ้าနဲ့လူလူနေတချို့ပေါ့နော်ဖြစ်စီသွားတာရှိတယ်ပြီးတော့အဲ့ဒါ ရွာနာပြန်ကြတာကတော့တုံတုံပေါ့နော်ဟို20ရက်နေ့ရတော့အဲ့လန်ဆယ်ရွာနာကအာလပေါ်ဆိုတဲ့ကြေးရပေါ့နော်အနာရွာကမျိုးသားတယောက်တော့တည်ထားတယ်ပေါ့နော်အခုသူတို့ဒီစကိုင်းရှုံးလာလို့အနည်းအနေစားပြီးဝါအတွင်းနဲ့အာတပိတ္တ3ရက်ရှိနေပါအော်ဒူဘာလ20ရက်နေ့ကစစ်တပ်ဘုံကျဲခဲ့တာကြောင့် လန်ဆဲအနီလာပေါ်ကြီးရွာကရွာခန့်အမျိုးသားတဦးတည်ဆုံခဲ့ပြီးအော်တိုဘာလ23ရက်နေ့မှာလည်းစစ်တပ်ရဲ့လေကြောင်းပုံကျဲမှုကြောင့်လန်ဆဲထဲကပြည်သူပိုင်စည်းဆိုင်တစ်ခုထိခိုက်ပျက်စီးသွားခဲ့တယ်လို့တန်တီရွာနဲ့နပီရွာရီထဲကနေအိမ်တချို့အပောင်းဝင်ဖျားကြောင်းဆောင်တွေလည်းပျက်စီးသွားတယ်လို့သိရပါတယ်။ကြာပြင်အော်တိုဘာ22ရက်လည်းစစ်တပ်ကအကြိမ်20ထက်မနည်းလန်ဆဲတဝိုက်ကိုပုံကျဲသွားတာလည်းဖြစ်ပါတယ်။ အော်တိုဘာလာ၁၉ရက်နေ့ကထောင်လန်ဖူးမြို့နယ်ရှီလန်တန်တီယွာနီရှိပီတုစစ်တပ်စခန်းတစ်ခုကို KIA ပေါင်းတပ်တွေကသိမ်းပိုက်နိုင်ခဲ့ပြီးအော်တိုဘာ၂၀ရက်နေ့မှာလည်းမခေါတမ်တီယွာတောင်ကုန်းရှိပီတုစစ်တပ်စခန်းတစ်ခုကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။မခေါတမ်တီယွာစူတောင်ကုန်းရှိပီတုစစ်တပ်စခန်းဟာလန်ဆဲနဲ့ခေါလန်ဖူးကြားမှာရှိရဲလာဟင်စင် KIA တပ်စခန်းနဲ့အနီးကပ်ဆုံးရှိနေပြီးမခေါတမ်ယွာစူတောင်ကုန်းတောင်ပေါ်မှာ အခိုင်အမာတက်ချထားတဲ့ပြည်သူစစ်တပ်စခန်းကြီးတစ်ခုဖြစ်တယ်လို့ကင်စီဒီမီကတည်ရပါတယ်။ဒိန်လိုက်တဲ့စခန်းတွေရောဒီလန်စင်နဲ့ခေါလံဖူချာကစခန်းတွေပေါ့နော်။ကျော်ရုံးနဲ့နီးတဲ့စခန်းတွေဝတီယူအပီစခန်းကိုအတိုင်းစခန်းတွေရဲ့ရောဒီတော်တိုင်းချင်းမသူတို့ဘက်ကထွက်ပြေးသွားတာပေါ့နော်။ရော်နေဒီခေါ်လိုက်တာဖြစ်မယ်။စကောမရှင်တက်တွေလန်ဆယ်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့အခါအဲ့ဒီတက်စကွန်တွေမှာအရင်စုစည်းပြီးထိုးစစ်ဆင်လေးရှိတယ်လို့ဆိုပါတယ် ပခဲရစတင်ဘာလကုန်အော်တိုဘာလဆန်ပိုင်းမှာခေါင်လန်ဖိုးချာနေပြည်သူစစ်နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေဟာလန်ဆယ်ရှင်မော်တီရာကို KIU KIA လက်ထက်ကနေရယူနိုင်ဖို့ ထိုးစစ်အရင်စခဲ့ပေမဲ့တိုက်ပွဲမအောင်မြင်ပဲဆုတ်ခွာလိုက်ရပြီးတဲ့နောက်လက်ရှိမှာခေါလန်ဖူးပူတာအိုဘတ် TC ရဲ့အခြေအနေတင်မာနေတာဖြစ်ပါတယ်။ကချင်ပြည်နယ်ကြည်ဖွေခရိုင်ဆော့လုံမြို့နယ်ရွှေထွက်ဒေသဖြစ်တဲ့လန်စင်မြို့တစ်ခုလုံးကိုကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေက2024ခုနှစ်နိုဝင်ဘာ10ရက်နေ့မှာတင်ပိုက်ချနိုင်ခဲ့တာပါ။ခေါလန်ဖူးပြည်သူစစ်တွေနဲ့စစ်ကော်မရှင်ပူးပေါင်းတပ်တွေ စုပေါင်းအင်အား80ဝန်းကျင်ထိုင်ထားတဲ့လာဟီစင်ရှိတန်းစခန်းကို KAI နဲ့ပူးပေါင်းတပ်တွေက2024ဒီဇင်ဘာလထဲမှာတင်ပိုက်ခဲ့တာလည်းဖြစ်ပါတယ်ဂျမဟန်နာပါကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကအော်တိုဘာလ23ရက်နေ့ကကယ်ရမ်ရှလွန်နယ်ဆက်ဖြတ်ကျော်ဂိတ်ကနေတဆင့်ဂါဇာကမ်းမြောင်ဒေသတွေကိုစေဘက်ဆိုင်ရာပစ္စည်းတွေ238ထုတ်ပေးပို့ခဲ့ပါတယ်။ အဲ့ဒီဆေးပစ္စည်းထုတ်တွေထဲမှာတော့အင်ဆူလင်ကာလဝမ်ယောဂကုတဲ့ကရိယာတွေနဲ့အထောက်ကူပူပစ္စည်းတွေနဲ့တခြားအရေးကြီးဆေးဝါးတွေနဲ့ထောက်ပံ့ရေးပစ္စည်းတွေပါဝင်ပါတယ် WHO ရဲ့ကျန်းမာရေးအရေးပေါ်အရာရှိကထောက်ပံ့ရေးပစ္စည်းတွေထဲမှာကူးစက်ယောဂါကာကွယ်ရေးထိန်းချုပ်ရေး IBC ပစ္စည်းတွေနဲ့ဆေးဘက်ဆိုင်ရာပစ္စည်းတွေနဲ့အထောက်ကူပြုပစ္စည်းတွေပါဝင်ကြောင်းကိုပြောကြားထားပါဗျ။ ဂျော်ဒန်၊အီဂျစ်၊ဒူဘိုင်အနောက်ဘက်ကနေဂျေရုဆလင်ကနေတဆင့်ပို့ဆောင်မဲ့ဆေးဘက်ဆိုင်ရာပစ္စည်း2000ကျော်အသင့်ရှိကြောင်းကိုလည်း WHO ကပြောကြားခဲ့ပါဗျာ။ကျမ်းမာရေးအေဂျင်စီဟာဒေတာရဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကိုပြန်လည်တည်ဆောက်နိုင်ဖို့စူးစမ်းနေချိန်မှာဂါဇာကိုပေးပို့နေတဲ့အကူအညီတွေဟာလိုအပ်တဲ့အရာရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းကို WHO အဖွဲ့အစည်းကပြောထားပါရရှင်။ TVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ Wendy ပါ